ကံမကောင်းဘူးဆိုရင်ကံကောင်းအောင်ကဘာလုပ်ရလဲမကောင်းတဲ့ကံတွေပပြောက်အောင်ကံကောင်းတဲ့နည်းတွေမရှိဘူးလားလို့ဆိုရှိတယ်ကံမကောင်းဘူးဆိုတာအကုသိုလ်အကျိုးတွေဝင်ရောက်နေတာကိုလူတွေကကံမကောင်းဘူးလို့ပြောတာအကုသိုလ်ရဲ့အကျိုးတရားတွေကကိုယ်တဏ္ဍာမှာလာရောက်ပြီးတော့ထိခိုက်နေပြီဆိုရင်ဒါကံမကောင်းဘူးလို့ပြောကြတယ်အဲ့ဒီအချိန်မှာကိုယ့်ရဲ့လောက်ရကိုပြန်ဆန်းစစ်ကြည့်ရမယ်။အေးဟုတ်တယ် ငါတို့လုပ်နေတာအမှားမရှိဘူးအကောင်းတွေလုပ်တယ်သို့တော့အတိတ်တုန်းကမှားရမှုတွေဟာလည်းလူတွေတဏ္ဍာမှာလာရောက်ပြီးတော့မကျွားဖြစ်ပြီးတော့အကျိုးပေးနေတာတွေလည်းရှိတတ်တယ်ပေါ့အဲ့ဒါလို့အဟောင်းတွေကထပြီးတော့ဖြစ်ပေါ်လာတာမျိုးတွေရောမရှိနိုင်ဘူးလားဆိုတော့ရှိနိုင်တယ်အဲ့ဒါလို့ရှိလာလို့ရှိရင်ဘာနဲ့အကာအကွယ်လုပ်ပြီးတော့ဘာလုပ်ရမလဲလို့ဆိုရင်ကံကောင်းအောင်ကောင်းတဲ့ကံတရားတွေကိုကြိုးစားပြီးတော့လုပ်ရအောင် ခလိုဖရာကိုအာယုံပြုမယ်တရားကိုအာယုံပြုမယ်တန်ခါကိုအာယုံပြုမယ်ဖရာရဲ့နှုတ်ကပတ်တော်တွေကိုရွတ်ဖတ်တရေစေမယ်ဖရာကိုပူဇော်မယ်နော်ဖရာနဲ့ပတ်သက်ပြီးတော့ပူဇော်မှုစိတ်ကြည်နှူးမှုတွေရတော့ကုသိုလ်ကောင်းမှုတွေမပြတ်လောက်ပေးရမယ်ဖရာပန်းရေချမ်းအမြဲတမ်းဆက်ကဖရာကိုအာယုံပြုဖရာကိုအာယုံပြုပြီးတော့ကုသိုလ်တရားတွေကိုစိတ်ထဲမှာဖြစ်ပေါင်းစူးစမ်းအဲ့ဒါလို့စူးစမ်းခြင်းအပြည့်လည်းပဲ ကောင်းတဲ့ကံတွေဟာပယ်ဖြစ်သွားနိုင်တယ်။ဒါကြောင့်မို့ရှင်းတော့ကျမ်းစာတစာရေးပြီဆိုလို့ရှင်ကျမ်းတစ်ချမ်းရေးတယ်ဆိုတော့ပြီးအောင်ရေးနိုင်ဖို့တော်ခဲနေ။အမြဲတမ်းဟိုကြီးလေးတဲ့တာဝန်ကြီးတစ်ခုကိုလှုပ်လှုပ်တာ။အစကနေအဆုံးထိစာတအုပ်ရေးရတယ်ဆိုတာအမြဲတမ်းခဲနေ။တာမန်ပုဂ္ဂိုလ်တွေဆိုလဲမရေးနိုင်ကြဘူး။အဲ့လိုရေးနိုင်ဖို့အတွက်ဒါဖေတော်မောင်တော်ရေးတာပြောတာမဟုတ်ဘူးနော်။ အလေးနဲ့စာကြီးတွေကိုရေးပြီဆိုလို့ရှင်မလုပ်ရတော့အဲ့ဒီရေးနေတဲ့စာကြားမှာယောဂဝေဒနာဖြစ်လာမယ်ဆိုရင် ပြီးအောင်ရေးနိုင်မှာမဟုတ်ဘူး။မကြမ်းမမာတွေဖြစ်လာရင်လည်းပြီးအောင်ရေးနိုင်မှာမဟုတ်ဘူး။တခြားအနောက်ရှစ်တွေဝင်လာရင်လည်းပြီးနိုင်မှာမဟုတ်ဘူး။အဲ့ဒါကိုကြားဖြတ်ဝင်လာတာကိုအန္တရာယ်လို့ခေါ်တာ။ပါဠိစကားအန္တရာယကြားဖြတ်ဝင်ရောက်လာတဲ့အနောက်ရှစ်။ဟော အတွင်းထဲမှာဈာဖြတ်ဝင်ရောက်လာတဲ့အနှောင့်အယှက်တွေကိုအန္တရာယ်လို့ပြောတာအဲ့ဒီအန္တရာယ်တွေကိုပယ်ဖြောင်းနိုင်မှုအတွက်ရှေးဥစွာဘုရားကိုရှ िख ိုးကြတယ်ရှ िख ိုးပြီးတော့ဘုရားရဲ့ခုံတော်တွေကိုယ်စိတ်ထဲမှာနှလုံးထဲမှာထုံထားလိုက်တော့အဲ့ဒီကုသကံရဲ့ဆွမ်းအားကြောင့်ဈာဖြတ်ဝင်ရောက်မဲ့အကုသိုလ်တွေကမလာနိုင်တော့ဟန္တာမိတာဖြစ်သွားတယ်ဒါကြောင့်မလို့မကောင်းတဲ့ဒီ ကံစိုးမိုးမောင်တွေကုသဏ္ဍမှာဖြစ်ပြီးဆိုတဲ့အခါမှာ